မြန်မာနိုင်ငံမှာလက်ရှိဖြစ်ပေါ်နေတဲ့အကျက်တဲကိုကြော်လာနိုင်ဖို့ Federal Democracy အသွင်ကူပြောင်းရေးဂျာကာလာအစိုးရတခုကိုဖွဲ့စည်းနိုင်ဖို့ဆွေးနွေးခဲ့တယ်လို့ 7EU Alliance အဖွဲ့ရဲ့ပြောရေးဆိုခွင့်ရှိသူပုံမူကြီးစောကျော်ညွန့်က CNN သတင်းထဏာကိုပြောပါရတယ်။တနိုင်ငံလုံးပြစ်ခတ်တိုက်ခတ်မှုရစရေးသဘောတူစာချုပ် NCA လက်မှတ်ရေးထိုးထားတယ်။တိုင်းဒေသနဲ့ကိုင်အဖွဲ့စည်းခုနှစ်ဖွဲ့နဲ့ဖွဲ့စည်းထားတဲ့ 7EU Alliance ရဲ့ဥဆောင်အစည်းအဝေးကို2025ခုနှစ် April 29ရက်နေ့30ရက်တွေမှာကျင်းပခဲ့ပါတယ်။အဲ့ဒီအစည်းအဝေးမှာ Federal Democracy အသွင်ကူပြောင်းရေးဆိုင်ရာအချက်၅ချက်ကိုဆွေးနွေးချမှတ်နိုင်ခဲ့ကြောင်းဂျာကာလာအစိုးရ တစ်ခုကိုဖွဲ့စည်းနိုင်မှုဆွေးနွေးခဲ့တယ်လို့ 7EO Alliance အဖွဲ့ရဲ့ပြောရေးဆိုခွင့်ရှိသူဗိုလ်မှူးကြီးစောကျော်ညွန့်က CNN သတင်းဌာနကိုပြောပါရယ် မြေတားတီဝီမှာတော့အကြောင်းအရာတွေတော်တော်များများစုံလင်တယ်လို့ဆွေးနွေးတဲ့ကဏ္ဍတရားလည်းတော်တော်မြင်ရပါတယ်။အဲ့ဒီထဲမှာကျွန်တော်အနေနဲ့ဟိုစားပေါ့လေကျွန်တော်တို့ 7E ကိုလိုင်းအနေနဲ့ထင်တာမြင်တာရှိတဲ့ကျွန်တော်တို့ရဲ့ခံရွက်ချက်တစ်ခုအနေနဲ့ကတော့ကျွန်တော်တို့အနေနဲ့ဒီလက်ရှိပြပေါ်နေတဲ့နိုင်ငံရဲ့အကြတဲ့ကိုကြော်လွားမှုဆိုရင်ဒိုင်းကလုံနေတာတက်တိုင်းပေါ့လေဒီစဉ်တစ်ခုတော့စမှန်ဖို့ပြင်တာပေါ့ဒီ Federal Democracy အတွင်းခုပြောင်းရေးအစီအစဉ်ပေါ့အစီအစဉ်တွေကတနိုင်ငံလို့အကြီးရ မယ်အစီအစဉ်နဲ့ကတော့ဒီကစံလက်ပြီးအလုပ်ကနေပြီးတော့ Federal Democracy ကိစ္စရပ်ကိုကျွန်တော်တို့ဆွေးနွေးကြမယ်ဆိုတာကိုကတိကိုပြုဖို့တာလိုအပ်တယ်အစီအစဉ်ဆုံးကတော့ဒီ Federal Democracy အပြင်ကူပြောင်းပြီးဓာကာလဆိုရပ်တစ်ခုကိုဖွဲ့စည်းဖို့လိုအပ်တယ်အစီအစဉ်လေးကတော့ချုပ်ပြောလိုက်မယ်ဆိုရင်တော့ဖွဲ့စည်းဖို့အချိန်ဥပဒေရေးဆွဲမယ်အစီအစဉ်၅နောက်ဆုံးကတော့ဒီကော့ဘွယ်ကျင်းပမှာပေါ့ဗျာခုနကအပြည့်စုံပြောမယ်ဆိုရင်တော့လေခုနကဆက်ပေါ်လာတဲ့ဖွဲ့စည်းဖို့ 期间，屋里人多，可能养老、养小孩的，如果环境不好，受不了，这里还是在南湖湖头，成都村里，怎么能解决呢？ 7 EU Alliance ဟာအချက်၅ချက်ကိုဆွေးနွေးချမှတ်ခဲ့ကြောင်းသိရပါတယ်။အဲ့ဒီအချက်တွေမှာ1တနိုင်ငံလုံးအပြည့်ရဖို့2သက်ဆိုင်သူတွေအားလုံး Federal Democracy ထူထောင်ရေးဆွေးနွေးကြဖို့3 Federal Democracy အတွင်းကုပြောင်းရေးကြားကာလအစိုးရဖွဲ့စည်းဖို့4ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲဖို့5ရွေးကောက်ပွဲကျင်းပဖို့စတဲ့အချက်တွေဖြစ်ပါတယ်။အဲ့ဒီဆွေးနွေးချက်တွေကို7 EU Alliance က Thai ASEAN အပါအဝင်ပြည်တွင်းလက်နက်ကိုင်တွေနိုင်ငံရေးပါတီတွေအရက်ဖက်အဖွဲ့အစည်းတွေကိုပြဖို့တောင်းမှဖြစ်ကြောင်းသိရပါတယ်။ကြားကာလအစိုးရတစ်ခုကိုဖွဲ့စည်းနိုင်မှုဆွေးနွေးချက်ကိုပုံဖော်ဖို့လုပ်ဖို့ကိုင်ပတ်တွေကြားမှာသဘော ူညီချက်ရဖို့လှုံ့ဆော်ရမှာဖြစ်ကြောင်းအဲ့ဒီဆွေးနွေးချက်ကိုလက်နက်ကိုင်အဖွဲ့အစည်းတွေလက်ခံနိုင်မှုညှိနှိုင်းပြီးတဖြည်းဖြည်းရှေ့တိုးရမှာဖြစ်တယ်လို့ NCA ထုတ်တဲ့ပိုးမျိုးသားလက်မြောက်ရေးအဖွဲ့ချုပ် PNLO NCS ကဥက္ကဋ္ဌဘုံမူကြီးခွန်ကာက CNN သတင်းဌာနကိုပြောပါရတယ်။ ကြာကာလပဲခေါ်ခေါ်အခုကြောင်းရေးကာလပဲခေါ်ခေါ်ပါဗျာအဒီမှာအဖွဲတစ်ဖွဲရှိရမယ်တော့ကျွန်တော်တို့ချမှတ်ရတာတော့ကြာပါပြီဟိုးကျွန်တော်တို့ဒီလမ်းပြမြေပေါ်စလောက်သေးဟိုက NC ထိုးပြီးတဲ့ဟိုကကျွန်တော်တို့ကချတာလာဖြစ်တယ်အဲတိုးတော်လည်းပဲဒီတစ်ဖက်ကလက်မခံနိုင်သေးဘူးပေါ့ဗျာ NSPNC လို့ပါတော့လက်မခံသေးတာတွေပါတွေ့ရတဲ့ခါကျတော့ကျွန်တော်တို့လည်းပဲကို position ကကိုပေါ့ဒါမဲ့ဆွေးနွေးတဲ့ခါကျတော့ဆွေးနွေးပွဲဝင်တဲ့ခါကျတော့အဲ agenda ကမရောက်ဘူးဗျာဘာကြောင့်လဲဆိုတော့တစ်ဖက်ကလက်မခံတဲ့အတွက်ဖြစ်ပါ ်ချက်ခဲတော့များပါလားအဒီဟာတော့အဲ့ဒီအချက်ကိုပုံပေါ်ဘောကပထမကကိုလုတ်ဖို့ကန်ဘက်တွေကြားမှာပဲအရင်သဘောတူချက်ရအောင်လုပ်ရမှာပေါ့ခုအချင်းချင်းမှာဒီဇာကာလသူဒီမဟုတ်ကုပြောင်းရေးကာလသူရဖွဲ့ရှိရမယ်ဆိုတဲ့ idea ကိုလက်ခံနဲ့ဥပမာမြောက်ပိုင်း9ဘွဲ့လက်ခံမလားတောင်ပိုင်းကဒီ2စီတို့ဘာတို့ကလက်ခံမလားဟောကြအဲ့ဒါတွေကိုကျွန်တော်တို့အရင်ညှိပြီးတော့မှတဖြည်းဖြည်းဒီတော့မှကိစ္စလို့ယူဆပါတယ်ခင်ဗျ ဖက်ဒရယ်နဲ့ဒီမိုကရေစီကိုအခြေခံတဲ့ပြည်ထောင်စုကိုတည်ဆောက်ဖို့အားလုံးကလက်ခံထားပြီးဖြစ်ကြောင်းလက်ရှိပုံမှန်အခြေအနေမဟုတ်တဲ့နိုင်ငံရေးအခင်းကျင်းအောက်မှာအတွေးခွန်နဲ့ယူဆချက်အသစ်တွေဖြစ်လာနိုင်ပေမယ့်ပြည်ထောင်စုအကျိုးကိုရှေ့ရှုကထိတွေ့ဆက်ဆံနိုင်မယ်ဆိုရင်ညီနိုင်အဖြေရှာလို့ရမှာဖြစ်ကြောင်းစီးရင်းနဲ့နိုင်ငံရေးကိစ္စတွေကအသုံးသက်ကြပါသေး7 EU Alliance အဖွဲ့ရဲ့အစည်းအဝေးမှာရှမ်းပြည်ပြည်နယ်ထူထောင်ရေးကောင်စီ RCSS မွန်ပြည်သက်ပါတီ NMSB ပိုးမျိုးသားလူမျိုးရေးအဖွဲ့ချုပ် PNL ရခိုင်ပြည်လူမျိုးရေးနဲ့ညီညွတ်တက်မတော် ALPR လာဟုဒီမိုကရက်တစ်အစည်းအရုံး LDU ဒီမိုကရေစီအကျိုးပြုကရင်တက်မတော် KNUKBA ၊ကရင်မျိုးသားအစည်းအရုံး၊ကရင်မျိုးသားလူမျိုးရေးတပ်မတော်ညီညွတ်ရေးကောင်စီ KNUKNLPC တို့တက်ရောက်ခဲ့ကြပါတယ်။အဲဒီနောက်အစည်းအဝေးမှာလက်ရှိပြည်ထောင်စုအတွင်းရင်ဆိုင်ကြုံတွေ့နေရတဲ့နိုင်ငံရေးအကျပ်တဲကိုကြော်လွားနိုင်မှုအတွက် 7EO Alliance ကချမှတ်ထားတဲ့ Federal Democracy အတွင်းကူးပြောင်းရေးအစီအစဉ်ကိုပြန်လည်တုံ့တက်ပြင်ဆင်နိုင်ခဲ့ကြောင်း 7EO Alliance ကထုတ်ပြန်ခဲ့ပါတယ်။